Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့23ကြိမ်မြောက်အတုံးချနှစ်ခတ်ပြီးရင်လက်တွေ့တင်နန်းဖွင့်လှစ်တင်ကြားပေးနေတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဆရာရန်နိုင်ကျော်အတုံးချနှစ်ခတ်ပြီးရင်ပညာရှင်မဦးစီးပြီး23ကြိမ်မြောက်အတုံးချနှစ်ခတ်ပြီးရင်လက်တွေ့တင်နန်းကို မေလ18ရက်နေ့မှ22ရက်နေ့အထိ6ရက်တိုင်းဖွင့်လှစ်တင်ကြားပေးသွားမှာဖြစ်ပြီး အဆိုပါတင်နန်းကိုတော့မြင်းနီကုံကျောင်းလန်းရှိဇေတဝန်ပရိဒ်အကြောင်းမှာတင် जा ပေးနေတာပင်ဖြစ်ပါတယ်23ကြိမ်မြောက်အတုံးချနှက်ခတ်ပေးရင်လက်တွေ့တင်နန်းမှာ အခြေခံမှစပြီးဟောကန်းဖွင့်ပြီးဟောပြောနိုင်သည့်အထိတင် जा ပေးသွားမှာဖြစ်သလိုဒီတင်နန်းမှာတော့ယာတိ12ပါးတွင်ယာတိနမတ်များမြမာလာနှင့်ဇာတာတွင်ယာတိသခင်နှင့်ဂျူယာတိအမိများနှင့်ယာတိအယုတ်များအစာရှိတဲ့သင်ငန်းစာများပါဝင်ပြီး သင်တန်းပြီးမြောက်ပါကလူတယောက်ရဲ့ဇာတာအားတည်တည်ကြကြမှန်မှန်ကန်ကန်ဟောပြောတတ်အောင်သင်ကြားပေးသွားမှာဖြစ်တယ်လို့သိရပါတယ်သူဆရာကတော့အတုချနက္ခတာဗိတာပညာရှင်တတိပိသတ္တမဆရာရန်နိုင်ကျော်စက်ကြောင်လာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာမ။ကျွန်တော်တို့တနက်ဖွဲ့ရတဲ့ရည်ရွယ်ချက်ပေါ့နော်။ရည်ရွယ်ချက်ကတော့ ဒီအတုချနက္ခတဗေဒပညာရှိနဲ့ပတ်သက်လို့ပေါ့နော်ဆရာကဒါထဲထဲဝင်ဝင်မနေမနာပဲဆရာကစူးစမ်းခဲ့တယ်စူးစမ်းအားထုတ်ခဲ့တယ်ဆရာတို့ရှိမှလည်းတကယ်တမ်းကိုပဲဒါပြည့်ပြည့်ပြကာကြီးကနေအထည်တင်ခဲ့တာရှိတယ်ဆရာကိုယ်တိုင်လည်းအနိုင်စူးစမ်းခဲ့တယ်အဲ့လိုစူးစမ်းခဲ့တဲ့အတွက်အဲဆရာမှာဒီပြည့်နဲ့ပတ်သက်လို့တကယ် professional တယောက်ပေါ့နော်ညာရှင်ပီတာဆိုတာဆရာဟောပြောနိုင်တဲ့အထည်တင်နိုင်တဲ့တိစာဖြစ်လာခဲ့တယ်အဲ့ဒီခါမှာဆရာကိုတက်တဲ့ပညာကို တေရွာမှုမှုကြီးပေါ့နော်အဲ့ဒီစကေဘုံနဲ့အညီပဲဒါဆရာတက်ဆက်တဲ့ပညာသူဆရာဒါတင်တန်းနေဖွင့်လို့တင်ကြပြီးတယ်အခမဲ့တင်တန်းနေတယ်ဆရာဖွင့်လို့တင်ပြီးတယ်အခချင်းငွေယူပြီးတော့လည်းဆရာတင်တန်းနေပြီးခဲ့တာဒါရှိတယ်ဒါဆိုရင်တော့ဒီနေ့ဒါ23ချိန်မြောက်ဒါတင်တန်းဖြစ်ပါတယ်တော့ဆရာရဲ့ပညာကြီးအားလုံးကဒါလက်စက်ကန်တင်ပေးတဲ့သဘောမျိုးပါပဲဟုတ်တင်တန်းမှာတော့ဘာလဲတင်ပေးမလို့ဆိုရှင်တော့အဓိကတော့အခြေခံပေါ့ လူတယောက်ရဲ့ဇာတာကိုဟိုတက်ချက်ပြီးသွားတဲ့အခါမှာသူဟောရမယ်ပေါ့နော်တိကျမှန်ကန်တဲ့ဟောခွက်တွေထွက်ပြတဲ့ပေါ့နော်ဇာတို့ဘာတင်မဲ့လို့ရှိရင်ဒါယာဒီရဲ့ပရိယတိတင်တယ်နော်ဂျိုရီရဲ့ပရိယတိတင်တယ်နောက်တခါကောစာအကျိုးရရလှုပ်ဆောင်ချက်တွေဆိုတော့ပေါ့နော်အခြေခံအစတုံးမှာတဆင်ကြီးစီတဆင်ကြီးဆိုတော့ဒါတကယ်တမ်းတင်နာပြိမြောက်သွားတဲ့အခါမှာတိတိကျကျဟောပြောနိုင်တဲ့ဆရာမတွေဆရာတွေဖြစ်ဖို့တက်လို့ဆရာသင်ကြားပေးခဲ့ပါတယ် တင်နန်းကာလာတော့ဆိုတော့လက်တွေ့တင်နန်း6ရက်ပေါ့နော်မနေ့9နိုင်ရနေညနေ4နိုင်ခီပေါ့6ရက်6ရက်ဆိုတော့လုံလောက်ပါတယ်ဟိုအခြေခံလာပထမတည့်ရက်အခြေခံသင်မယ်တော့ဒုတိယတည့်ရက်မှာဆိုတော့အခြေခံသင်မယ်တော့3ရက်မြောက်နေ့မနေ့ပိုင်းမှာတော့ဆရာတို့ဟိုဇာတာချတာပေါ့နော်ဇာတာရှင်ဟာလူတယောက်ရဲ့မနစ်တပြီမိကမှာဇာတာချတာကိုဒါကျွမ်းကျင်တဲ့အဖြစ်ပေါ့ထက်ထက်ကကဆရာတို့ဇာတာတော်ကောင်းကောင်းမှုကိုချတော့ဆရာတို့သင်ပြီးတယ်ပြီးတော့ တုံးရမြောင်လို့ညနေမှာတော့ဆရာတို့အဟောတွေစတင်ပေးတာပေါ့နော်တခွန်ဟောက်တခွန်မှလည်းစနစ်တင်ပေးတယ်၄ရမြောင်နေ့၅ရမြောင်နေ့၆ရမြောင်နေ့ထိရတော့ဆရာတို့တခွန်ဟောက်တခွန်မှလည်းစနစ်တွေဆုံးတင်ပေးပါတယ်အမှန်တကယ်တော့ဒီပညာကဒီများတွေကိုဟောဖို့ဆိုတာတက်ကိုဒီပညာတခုတတ်ထားတဲ့အခါမှာအဲ့ဒါနံပါတ်၄ကိုယ့်ရဲ့အဲ့ဒါကံကြမ္မာအဆိုးကောင်းတွေကိုသိနိုင်တယ်နောက်တစ်ခါကိုယ့်ရဲ့မိသားစုပေါ့ကိုယ့်ရဲ့အဖေမိရဲ့ကျမ်းမာရေးကိုညီကိုပေါင်းနှမတွေရဲ့စီးပွားရေးပေါ့နော်ဒါကိုယ့် တယောက်တက်ထားပြီဆိုတာနေပြန်ငယ်လာတခြားဆရာကြီးရှိမှာပွားပြီးမေးဖို့မလိုပဲနဲ့ပေါ့နော်ကိုကိုတိုင်းခေါ်ပြောနိုင်တဲ့အစ်စ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်တော့ဒါဒီတဏ္ဍမျိုးတော့ဒါတက်ထားတဲ့တယ်လို့ဆရာကယူဆပါတယ်နောက်ဆရာအသက်ဒါ60နှစ်ရှိသွားပြီဒါဆရာတို့ဆိုလို့ရှိရင်လည်းဒါမကြိုက်ခင်ကာလမှာတက်ရွယ်ရတယ်လို့ဒါအသားကြော်တော့ဘိုက်ဖြစ်လာတဲ့အခါမှာဒီပညာကိုဆရာတို့ကတော့ ဟိုရစဉ်သုံးမဟုတ်တော့မှာ2လတစ်ခါတော့ပေါ့တော့3လတစ်ခါတော့ဆရာတို့ကဒါလက်ဆက်များအနေနဲ့ပညာမှုတွေပြေးသွားမှာပဲဖြစ်ပါတယ်။ဒီကြားထဲမှာတကယ်လို့လာ online ပဲဖြစ်ဖြစ်ပေါ့အခုတော့ပဲလက်တွေ့ပဲသင်နေနေဆိုလို့ရှိရင်တော့ဆရာရှိကိုဆက်တွေ့ပြီးတော့မှသင်ကြားလို့ရပါတယ်။တို့ကအနည်း20လောက်တရားမှမှလို့သူများရင်းနေနေရှိစကင်ကနေခဲ့ဘူးတယ်။အဲ့တော့သူကဒီပညာရတွေကျမအရင်ဆရာပြင်တော့အဲ့ဒီပညာရတွေသူတင်ပြီးတော့ တင်တန်းနေပေးလာတဲ့ခါကျတော့သူ line ပေါ်မှာတင်လာတဲ့ခါကျတော့ကျွန်မသူ့ကိုစောင့်ကြည့်နေရပေါ့ဟိုကဆရာချီကိုလာတင်ဖို့လာတင်ဖို့အများအားစဉ်းစားတယ်လေဒါပေမဲ့ကျွန်မလည်းအလုတ်ကန်များစွာချိန်မရဘူးအခုတော့ကျွန်မအဲ့စပေးချောင်းရင်းနဲ့ဒီဘက်ကိုရောက်လာနေဆရာတင်တန်းနဲ့ကြုံလာနေကျွန်မဝင်တင်တာပါဒီပညာတရားနဲ့ယူရချက်ကကျွန်မခမည်းတော်သမီးတို့ရမ်းကဲခြင်းတာကျွန်မဟို၁၆နှစ်လောက်ပဲရလဲပြည်တင်ဟောတယ်ကျွန်မပြည်တင်ဟောတာဆရာတိတိဆန်းနဲ့ပေါ့နော်သတိစာနဲ့ပြင်ဟောတယ်ရတရားပါညာပြီးတယ်ပေါ့ကလေးနမီပါညာရွေးလောက်တယ်ဒါပေမဲ့ဒီနက်ခပညာကို ဆရာပညာလောက်ကိုတော့ကျွန်တော်တို့ဟိုမှာမဖြစ်သေးဘူးပေါ့နော်အခုတော့နက်ခတ်ပညာကိုအခုမှလည်းကြုံနေကြုံတာနဲ့ချိန်နေရတာနဲ့ကျွန်မလာပြီးတော့သင်တာပါဆရာပညာရတဲ့တော်လဲတော်ပါတယ်ကျွန်တော်တို့ဆရာပညာနဲ့ကျွန်တော်တို့တော်ပြီးကိုကိုကိုတော့မယုံကြည်ဘူးကိုကိုပညာနဲ့ကိုတွက်ချက်ပြီးဖြစ်နေရရင်ဆရာနက်ခတ်ပညာရင်းနဲ့တိုက်ဆိုင်လားမတိုက်ဆိုင်လားအဲ့လိုလှမ်းလှမ်းမေးရပေါ့ကျွန်မတို့2000နဲ့ဟို17900ဟာ2018 2017တရားဆရာဒါဟိုဆရာနဲ့လှမ်းပြီးတော့ကျွန်မရဲ့ကန်စတာဆရာစစ်ပေးပါဆိုပတိပတိဆိုတော့ ကျွန်မတို့ရဲ့စက်မြင်နာနဲ့လည်းတွက်ထားပြီးတွက်နီးတူတယ်။ဒါမှဆရာပို့တာတယ်လို့ထင်ပါတယ်။အဲကြောင့်မလို့စက်ပညာကိုကျွန်မကလာလေးလာသင်ယူတာပါ။ဟုတ်ကဲ့ကျွန်မတော့တိုက်တော်မှာပါ။ကျွန်မအခုလည်းကျွန်မနဲ့ဟိုလူငယ်လုပ်ငန်းသူသမားတွေကျွန်မတိုက်တော်မှာတယ်။ဒါမှတို့အကြောင်းအကြောင်းတွေကြောင့်မလာနိုင်ဘူး။ကျွန်မဖြန့်ဝေဖို့ပါပဲ။ဆရာရဲ့တင်နန်းကိုလည်းအခုကောင်းတဲ့အကြောင်းကိုကျွန်မဖြန့်ပွေမှာပဲကျွန်မဒီခဏလေးနိုင်ပိုင်းတွင်တင်လာတော့မှကျွန်မတို့ကလည်းဟိုညံပြေးလို့လားမသိဘူးချက်ချင်းနားလဲပါတယ်သူကလူဘိန်းနားလဲအောင်တော့တင်တတ်တယ်ပေါ့နော်ဆရာကူးတင်တာ တကယ်ဟိုဟာပေါ့နှက်ခတ်ပညာနဲ့ပတ်သက်လို့ရှင်ကျွန်တော်တို့မသိတဲ့အရာတွေကိုအကုန်လုံးကျွန်တော်တို့သိလာရတာပေါ့နိုင်ပိုင်းလေးနဲ့တောင်အခုတို့တွက်တာတွက်ပြနေတာနားလည်လာတာပေါ့နားလည်အောင်လည်းတင်တာပေါ့မိုင်း online ပေါ့ social media မှာတွေ့ပြီးတော့ဆရာနဲ့တော့ friend ဖြစ်နေတယ်တင်တဲ့ post တွေဖတ်တယ်နောက်ဆရာရေးတဲ့စာအုပ်လည်းဖတ်ဖြစ်တယ်ဟောအဲဒီကနေပြီးတော့အပြင်မှာလက်တွေ့တင်နေတဲ့စိတ်ပေါက်ပြီးတော့လာတက်လာပါတင်နေရလို့တော့အဲ့လိုတက်ဖူးတာမရှိဘူးကျွန်တော် ဇောင်းတွေရှောက်ဖတ်တာတို့ပါလို့ရှိတယ် online work ဆောင်းပါးတွေဖတ်တာမျိုးတော့ရှိတယ်ဟိုအပြင်မှာဒီလိုကြီးခေါ်တာပြောတာလည်းမရှိဘူးဥရနာတေချာချင်းချင်းမြင်းမြင်းလေးလာကြလို့ဆရာလည်းရန်ကုန်မှာတင်တဲ့လာဖွင့်တော့တက်ဖြစ်တာပါဆရာတော်တော်လေးအခုချင်းအသေးစိတ်ရှင်းအောင်တင်ပေးသွားတာတွေ့ရပါတယ်ကျွန်တော်တို့ဆောက်ဟုတ်ဒါဒီဆောက်ဟုတ်တွေကျွန်တော်မှာဖတ်ဖူးပေးမယ်ဆောက်ဟုတ်တွေမှာဖတ်ထားဖူးပေးမယ်လीဒီလိုမျိုးတေချာဆရာကိုယ်ရန်ရှင်းပြပြီးတော့ဟိုနားလည်သွားပါတယ်ဟုတ်ကဲ့ရှိပါတယ်ခင်ဗျ ရှိပါတယ်ကျွန်တော်ဆက်ပြီးတော့လည်းဒီပညာနဲ့ဆရာစီပါတယ်ဆက်ပြီးလေ့လာပါမယ်ထပ်ပြီးတော့လည်းကျွန်တော်ပညာလေးထန်းစေလာပါမယ်ဆရာကတော့ဟိုပါဘောညီမသာ line ပေါ်ကနေပြီးတော့ဆရာနဲ့တည်နေရတော့ကြာပြီပေါ့ဒါပေမဲ့ဒီပညာကိုတော့အကူကတော့ပထမဆုံးတကယ်လဲစိတ်ဝင်စားလို့ပထမဆုံးအချိန်လာပြီးတော့လေ့လာသင်ယူတာပါအရန်လက်ဝါသနာပါတယ်ဒါပေမဲ့ဟိုအတူမလို့ရအောင်အချိုးကြောင့်မတိုက်ဆိုင်တော့မလေ့လာပြဖို့ပေါ့အခုကတော့ဆရာကြီးနဲ့တိုက်ဆိုင်သွားတဲ့ခါကျတော့အဲ့ဒါဒါကတော့ပထမဆုံးချိန်လာပြီးလေ့လာလေ့လာတာပေါ့ဒါလည်းတကယ်လို့ဟို ထက်ထဲဝင်ဝင်လေးလေ့လာဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ဒီပညာလေးနဲ့လည်းရက်တည်မယ်ဆိုပြီးတော့လည်းနည်းနည်းဆုံးဖြတ်တာလာလို့ရှိပါတယ်ဟုတ်ဟာကိုကလည်းနည်းနည်းလေ့လာမယ်လို့ဆုံးဖြတ်တာလာဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဆရာကြီးတင်လိုက်တဲ့အချိန်မှာပေါ့နော်အရန်လဲပေါ့နော်ဟိုဆရာကြီးကရိုးရိုးရှင်းရှင်းပုံစံလေးနဲ့ချပြပြီးတော့မှပြောသွားတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်နားလည်းလွယ်ပြီးတော့ပေါ့နော်ပို့ပြီးတော့စိတ်ဝင်စားလာတယ်ပေါ့ဟုတ်တန်တန်းကလာ၆ရက်ပြီးသွားပြီဆိုလို့ရှင်ပုတ်ကုတ်ကိုပေါ့နော်မသိဘူးอ่ะသိဘူးဆိုယူစားတယ်ဆိုရင်လည်းဆရာဆရာကြီးဆရာနေပြီးတော့ထပ်ပြီးတော့ပညာတွေလေ့လာစီးဖို့ရှိပါသေးတယ်ဆိုဟုတ် ဟုတ်ကဲ့ပါအဲ့ဒါတော့ဒါကျွန်မကိုယ်တိုင်ပေါ့နော်အခုလောလောဆယ်မတီသေးတဲ့ခါကျတော့ဒီပညာရက်လေးကိုအခုကိုကိုယ်တိုင်လေ့လာသင်ယူပြီးတဲ့အချိန်မှာဒီပညာရက်ကလေးကိုတခြားသူတွေကိုလည်းပြန်မျှဝေပြီးတော့ပေါ့နော်ဟိုလက်တွဲခေါ်ဖို့လည်းစီစဉ်ရှိပါတယ်ဟုတ်